ပြီးခဲ့တဲ့ရက်ပိုင်းတွေကကမ္ဘာမျက်နှာစာမှာအစ္စရေးနဲ့အီရန်တို့ကြားကတင်းမာမှုတွေကအရှိန်မြင့်တက်လာခဲ့ပါတယ်။ဒီပဋိပက္ခဟာဒေတာတွေနဲ့မကဘဲကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုတွေကြောင့်ပုံမှုရှုပ်ထွေးလာနေပါတယ်။အထူးသဖြင့် American သမ္မတ Trump ရဲ့မှတ်ချက်တွေနဲ့လှုပ်ဆောင်ချက်တွေကဒီအခြေအနေကိုဘယ်လိုမျိုးပြောင်းလဲစေခဲ့လဲဆိုတာကိုဒီနေ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားပဋိပက္ခဟာဒီရက်သက်တပတ်မှာပုံပြီးပြင်ထန်လာပါတယ်။သမ္မတ Donald Trump က အီရန်ဟာဒီစစ်ပွဲကိုရှုံးနိမ့်နေပြီလို့ပြောကြခဲ့ပြီးနိုင်ငံနှစ်ခုကိုချက်ချင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်ဖို့တိုက်တွန်းခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်နေတာ9ရက်မြောက်နေ့ရှိနေပြီဖြစ်ပေမဲ့အိမ်ဖြူတော်ကတန်တမန်ရေးရာဂျားဝင်ဆောင်ရွက်မှုမျိုးလှုပ်ဆောင်ဖို့မဖြစ်နိုင်ဘူးလို့ယူဆရပါတယ်။အခုဆိုရင်ဒီအခြေအနေတစ်ခုကတော့ Hormuz ရေလက်ကြားအပြင်ဘက် Oman ပင်လယ်ကွင်းမှာဖြစ်ပျက်နေတာပါ။ NASA ရဲ့ဆိုရ Oman ပင်လယ်ကွင်းမှာရေနံတင်သင်္ဘော၃စီးမေးလောင်နေတာကိုတွေ့ရှိရပါတယ်။ဒီကိစ္စကဘာကြောင့်ဆိုရင်စရာကောင်းတာလဲဆိုတော့ အစ္စရေးနဲ့အီရန်ကြားဒီစစ်ပွဲမှာအမေရိကန်ပြည်ထောင်စုပါဝင်ပတ်သက်လာနိုင်တဲ့နီလန်းနှစ်ခုပဲရှိလိုပါပထမနီလန်းကတော့အမေရိကန်နိုင်ငံသားတွေဒါမှမဟုတ်အမေရိကန်စစ်သားတွေကိုအီရန်ဒါမှမဟုတ်အီရန်ရဲ့ကိုယ်စားလှယ်တွေကဓာတ်ရိုက်တိုက်ခိုက်တာဖြစ်ပါတယ်တမလာထရန့်ကအီရန်နဲ့သူတို့ရဲ့ခေါင်းဆောင်ပိုင်းကိုဒီအချက်ကိုရှင်းရှင်းလင်းလင်းပြောထားပြီးသားပါအီရန်အနေနဲ့အမေရိကန်စခန်းတွေကို တိုက်ခိုက်ရင်ငရဲကြလိမ့်မယ်လို့တောင်ဆိုထားပါတယ်ဒါပေမဲ့အမေရိကန်ပါဝင်ပတ်သက်လာနိုင်တဲ့ဒုတိယနီလန်းကတော့ရေနံကြောင်းပါ ဟော်မုစ်ခြေလက်ကြားကအီရန်၊ဆော်ဒီအာရေဗျ UAE ၊ကူဝိတ်နဲ့အခြားပင်လယ်ကွေ့နိုင်ငံများစွာရဲ့ဘေးမှာရှိပါတယ်။ဒါဟာကမ္ဘာကြီးကြောင်ပို့ဆောင်ရေးအတွက်အရေးကြီးတဲ့အချက်အချာနေရာတစ်ခုပါပဲ။ကမ္ဘာကြီးနယ်ရဲ့20ရာခိုင်နှုန်းခန့်ဟာနေ့စဉ်ဒီခြေလက်ကြားချင်းချင်းလေးကနေဖြတ်တန်းသွားလာပါတယ်။အဲ့ဒီခြေလက်ကြားကမီတာ20ပဲကျေတာပါ။အရှင်ကအမေရိကန်ပြည်ထောင်စုကအီရန်ရဲ့တောင်းဆိုမှုတွေကိုမလိုက်ရောရင်ဒါမှမဟုတ်အမေရိကန်ကအီရန်အစိုးရကိုဖိအားတွေအများကြီးပေးရင် အီရန်ကဒီရေလက်ကြားကိုပိတ်ဆို့မယ်လို့အမဲချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့မကြာသေးမီကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ပြတင်တဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒါရီအားလုံးဟာစကလုံးတသက်ပဲရှိခဲ့ပါတယ်။ဒါပေမဲ့အခုတော့အိုမန်ပင်လယ်ကွင်းမှာရင်းနဲ့တင်သင်းမော၃စင်းမိလောင်နေရကိုမြင်နေရပါတယ်။ဒီဖြစ်ရက်ကသမရထရန့်ကနေဒါကနေ G7 ထိပ်သီးစည်းဝေးကနေအရေးပေါ်ခရီးစဉ်နဲ့အင်ပီရိုကိုပြန်ရောက်ပြီးနိုင်ပိုင်းအကြံမှာဖြစ်ပါတယ်။တနင်္လာနေ့ညမှာမှတ်တမ်းတင်ထားသလောက်တော့ ။တမနာထရန် G7 ခရီးစဉ်ကိုဘာကြောင့်ရုတ်တရက်ရပ်တန့်ခဲ့တယ်လဲဆိုတာကိုအတိအကျမသိရသေးပါဘူး။ဒါပေမဲ့ဒီပုံတွေထွက်ပေါ်လာချိန်မှာတော့အခြေအနေတွေကမကောင်းဘူးလို့ထင်ရပါတယ်။2019ခုနှစ်တုန်းကလည်းအီရန်ကဒီလိုပဲလုပ်ခဲ့ပူပါတယ်။သမရထရန်ကသူ့ရဲ့ပထမဆုံးသမရတက်တန်းမှာအီရန်ပေါ်ဖိအားပေးမှုအများဆုံးလှုပ်ရှားမှုကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါကတော့အီရန်နျူကလ িয়ার သဘောတူညီချက်ကနေနှုတ်ထွက်ပြီးအီရန်အစိုးရနျူကလ িয়ার လက်နက်တွေစီမတိုးတက်အောင်အီရန်ပေါ်ပြင်းထန်တဲ့ပိတ်ဆို့မှုတွေထပ်မံချမှတ်ခဲ့ပါတယ်။ ဒီလိုတွေဖြစ်နေချိန်မှာအီရန်ကဘာလုပ်ခဲ့လဲဆိုတော့ဟော်မုစ်ရေလက်ကြားမှာကုန်တင်သင်္ဘောနှစ်ဆင့်ကိုတိုက်ခိုက်ခဲ့ပါတယ်။အီရန်ကဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်မှုကိုညှင်းဆိုခဲ့ပေမဲ့အမေရိကန်အစိုးရမှာ IRGC ကင်းလှည့်လေတွေကမပေါက်ကွဲသေးတဲ့မိုင်းတစ်ခုကိုသင်္ဘောတစ်စင်းကနေဖယ်ရှားနေတဲ့ဗီဒီယိုသက်သေတွေရှိခဲ့ပါတယ်။ဆော်ဒီအာရေဗျဗြိတိန်နဲ့အစ္စရေးစတဲ့ဒေတာရင်းနဲ့ကမ္ဘာတဝန်းကတခြားနိုင်ငံတွေကလည်းအမေရိကန်ရဲ့သက်သေအထောက်အထားတွေကိုသဘောတူခဲ့ပါတယ်။ဒီတိုက်ခိုက်မှုနောက်ကွယ်မှာအီရန်ကရှိနေခဲ့တာပါ။ အခုလည်းအလားတူကိစ္စမျိုးဒီနေရာမှာပဲဖြစ်ပျက်နေပုံရပါတယ်။ဒါကတော့တမရာထရန့်ကနေဒါကနေ G7 ထိပ်သီးအစည်းအဝေးကနေဒီလိုအလျင်စလိုပြန်လာရတဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်။ဒီရချက်က G7 ထိပ်သီးအစည်းအဝေးမှာ ကနေဒါကညနေပိုင်းမှာထရန့်ပြောခဲ့တာပါ။ထရန့်ကသူပြန်ရမယ်။အမေရိကန်ကိုပြန်ပြီးအိမ်ပြူတော်ကိုသွားရမယ်။ဘာလို့လဲဆိုတော့တခုခုကြီးဖြစ်လာတော့မယ်လို့လူသိရှင်ကြားပြောခဲ့တာပါ။ ပြီးခဲ့တဲ့နိုင်ငံနိုင်ငံတွင်းမှာကြီးမားတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အစ္စရေးနဲ့အီရန်တို့ရဲ့တင်းမာမှုတွေဆက်လက်ဖြစ်ပေါ်နေတဲ့အပြင်အမေရိကန်မှာပါဝင်လာနိုင်တယ်ဆိုတဲ့အခြေအနေကိုတမရထရန့်ရဲ့မှတ်ချက်တွေကပြသနေပါတယ်။ G7 ကနေဆော့ဆော့ပြန်လာရခြင်းနဲ့ပတ်သက်ပြီးသတင်းတောက်ကမေးမြန်းတဲ့အခါတမရထရန့်ကအရေးကြီးတဲ့ကိစ္စရှိလို့ပြန်ရမယ်လို့ဖြေကြားခဲ့ပါတယ်။အီရန်နိုင်ငံသားတွေအတွက်စိုးရိမ်ကြောင်းသူတို့ရဲ့အစိုးရကိုအများစုကထောက်ခံမှုမရှိပေမဲ့ အခုလိုအစိုးရကိုစန့်ကျင်မှုကသူတို့အသက်ကိုစွန့်စားရတဲ့အထိကြောက်စရာကောင်းတဲ့ကိစ္စဖြစ်ကြောင်းထရန့်ကပြောခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်သူအမြန်ဆုံးပြန်လာရတာဖြစ်ပြီးဒီကိစ္စကိုအရန်ကြိုက်တယ်လို့လည်းထည့်သွင်းပြောဆိုခဲ့ပါတယ်။ပြည်ထိုင်နယ်ကုံတရေးသဘောတူညီချက်ကြီးတစ်ခုလက်မှတ်ထိုးခဲ့တာအပါအဝင်တခြားနိုင်ငံတွေနဲ့ပါကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့တယ်လို့လည်းသူကဆိုပါတယ်။ထရန့်ရဲ့ Twitter post ထွက်လာတဲ့အချိန်မှာအီရန်မှာညအချိန်ဖြစ်နေပြီးလူတွေအိပ်ပျော်နေတာကြောင့်မြို့ကနေထွက်သွားဖို့သတင်းရမရမသိကြပါဘူး။ ဒါပေမဲ့ထွက်သွားခြင်းအောင်ကားနန်းကြီးတွေမိုင်းမောင်းများစွာရှေ့လျားနေရကြောင်းလွယ်ကူတဲ့ကိစ္စတခုမဟုတ်ပါဘူး။အစ္စရေးကစစ်ရေးပစ္စည်းတွေကိုပဲပြစ်မှတ်ထားတာဖြစ်လို့အီရန်နိုင်ငံသားတွေဟာ IRGC နဲ့ပစ္စည်းတွေနဲ့စခန်းတွေအများကြီးမရှိတဲ့အရှေ့ဘက်ဒါမှမဟုတ်မြောက်ဘက်မြို့တွေစီထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားနေကြပါတယ်။ဒီအချိန်တွေကပြည်ရင်းမှာဘလောက်တောင်ကြောက်ရွံ့မှုတွေရှိနေတယ်လဲဆိုတာပြသနေတဲ့တုံ့လောက်စရာမြင်ကွင်းတစ်ခုပါပဲ။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုလုံးဝရပ်တန့်ပစ်ဖို့အတွက် အမေရိကန်ရဲ့အကူအညီကိုပြင်းပြင်းထန်ထန်လိုအပ်နေတယ်လို့ဖွင့်ဟပြောဆိုထားပါတယ်။သူ့ရဲ့မြန်မာဆိုရင်အီရန်မှာရှိတဲ့နျူကလ িয়ার ဆက်ရုံအားလုံးကိုဖျက်ဆီးပစ်ပြီးအဲ့ဒီမှာလုပ်နေတဲ့သိပ္ပံပညာရှင်တွေကိုပါဖယ်ရှားပစ်မှသာနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စမ်းကိုရပ်တန့်နိုင်မှာပါတဲ့။အစ္စရေးအနေနဲ့နန်ဒက်စ်မှာရှိတဲ့အရေးကြီးတဲ့ဆက်ရုံနှစ်ရုံကိုတော့ဖျက်ဆီးပြီးပါပြီ။ဒါပေမဲ့ဖော်ဒိုလိုမြေအောက်ပေ300လောက်နေတဲ့နေရာတွေမှာရှိတဲ့အကြီးစားဆက်ရုံတွေကိုပိတ်မှတ်ထားဖို့ကတော့ Israel ကခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ အကြောင်းကတော့ Israel မှာဒီလိုမြေအောက်ခန္ဓာတွေကိုဖောက်ထွင်းဝင်ရောက်နိုင်တဲ့မြေအောက်ကြုံဘုံတွေ Banga Booster ဘုံမရှိသေးလို့ပါပဲ။ဒါပေမဲ့လည်း American မှာတော့ B2 ဘုံကျဲလေယာဉ်တွေနဲ့ပစ်ခတ်နိုင်တဲ့အင်အားကြီးမှတဲ့မြေအောက်ကြုံဘုံတွေရှိနေတာကြောင့် Netanyahu က American ကိုကူညီပေးဖို့တွန်းအားပေးနေခြင်းဖြစ်ပါတယ်။ Israel ရဲ့စိုးရိမ်ပူပန်မှုကတော့ Iran မှာနျူကလ িয়ার စက်ရုံတစ်ခုတည်းကျန်နေသေးရင်တော့သူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကိုအချိန်မရွေးပြန်လည်စတင်နိုင်တဲ့အန္တရာယ်ရှိနေခြင်းပဲဖြစ်ပါတယ်။ ဒါဆိုရင်သူတို့အခုလှုပ်ဆောင်နေတဲ့အရာအလုံးကအလက်ကားဖြစ်သွားမှာကိုစိုးရိမ်နေပုံပါပဲ။နေတယဟုကအီရန်ရဲ့နိုင်ငံသားရေးမူဝါဒဟာအမေရိကန်သိရမယ်၊အစ္စရေးလည်းသိရမယ်ဆိုတဲ့ရိုးရှင်းတဲ့ဝါကျနှစ်ခုသာရှိတယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဒါကြောင့်အမေရိကန်အနေနဲ့ဒီပြိပခါမှာ ပါဝင်ကူညီသင့်တယ်လို့သူကပြောပါတယ်။အီရန်ဟာအစ္စရေးကိုသာမကပဲအမေရိကန်ပြည်ထောင်စုကိုပါပြစ်မှတ်ထားနေတာကိုသူကအလေးထားပြောခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတမနာထရန့်ရဲ့ Twitter ပေါ်ကမှတ်ချက်ကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်လာပါတယ်။ American ဟာပထမဦးစားပေးဆိုတာကအီရန်မှာနျူကလ িয়ার လက်နက်မရှိနိုင်ဘူးဆိုတဲ့အချက်အပါဝင်ကောင်းမွန်တဲ့အရာများသာကိုဆိုလိုကြောင်းအမေရိကကိုပြန်လည်ကြီးမြတ်စေလို့သူကဆိုပါတယ်။ American ပြည်ရင်းနိုင်ငံရေးမှာလည်း Republican Party တွင်းမှာသဘောထားကွဲလွဲမှုတွေရှိနေတာကိုတွေ့ရပါတယ်။တချို့ကဘလို့အခြေအနေမျိုးမှာမဆိုစစ်ပွဲတွေကိုမပါဝင်ကြပါပေမဲ့ ။တချို့ကတော့အီရန်မှာနျူကလ িয়ার လက်နက်မရှိသေးဘူးလိုအပ်ရင်ပါဝင်သင့်တယ်လို့ယူဆနေကြပါတယ်။နေတန်ယာဟုကတော့အမေရိကန်နိုင်ငံသားတွေကိုတိုက်ရိုက်ပြောဆိုနေပုံရပြီးကျွန်တော်အမေရိကန်က ပထမဦးစားပေးကိုတော့နားလည်ပါတယ်။အမေရိကန်ကြီးတေဆုံးလာကိုတော့မဖြစ်ခံသေးခြင်းဘူးလို့ပြောခဲ့ပါတယ်။ဒီစကားကတော့အရှိလေပိုင်းပြည်ပခါမှာအမေရိကန်ဝင်ရောက်ပတ်သက်မှုကိုပြင်းပြင်းထန်ထန်ဆန့်ကျင်နေတဲ့ Trump ရဲ့ထောက်ခံသူတွေဖြစ်တဲ့ MAGA လှုပ်ရှားမှုကလူတွေကိုတိုက်ရိုက်ရည်ညွှန်းတာဖြစ်တယ်လို့သတင်းတော်တအူးကရှင်းပြခဲ့ပါတယ်။ ထရမ့်ရဲ့ယင်းနှီးတဲ့ထောက်ခံသူတွေကတော့အမေရိကန်ပြည်ထောင်စုကဒီကိစ္စမှာပါဝင်သင့်တယ်လို့မထင်ကြပါဘူး။လက်ရှိပြည်ပခါမှာအီရန်ဘက်ကပြစ်လွှတ်တဲ့ဒုံးကျည်ရေအတွက်ကရော့ကျလာနေတယ်လို့စောင့်ကြည့်သူတွေကဆိုပါရယ်။ဒါပေမဲ့အီရန်စစ်တပ်အကြောင်းနားလေတဲ့ကျွမ်းကျင်သူအများစုကတော့အီရန်ဟာသူ့ရဲ့ဒုံးကျည်တိုးလောင်မှုရဲ့30ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းလောက်ပဲအသုံးပြုရသေးတယ်လို့ခန့်မှန်းကြပါရယ်။ပိုပြီးစိုးရင်စရာကောင်းတာကတော့ဒုံးကျည်တွေရဲ့အရေးသွေးတိုးတက်လာတာပါပဲ။ ။ Israel ရဲ့ခင်မီလေကြောင်းကာကွယ်ရေးစနစ်တွေဖြစ်တဲ့ Iron Dome, Arrow 3, Davis Sling တို့တော့တချို့ဒုံးကြီးတွေကိုမတားဆီးနိုင်ပဲအရေးကြီးပစ်မှတ်တွေကိုထိမှန်နေပါဗျ။ဥပမာအနေနဲ့မနေ့ညက Israel မှာအကြီးဆုံးရေနံချက်ဆက်ယုံတစ်ခုကို Ballistic ဒုံးကြီး2စင်းဒါမှမဟုတ်3သိန်းနဲ့တိုက်ခိုက်ခံခဲ့ရပါဗျ။ Israel ကလည်း Iran ရဲ့ရင်းနှံပိုင်ဆိုင်မှုတစ်ခုကိုပဲတုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒါက message ပို့တာမျိုးပါ။ Iran က Israel မှာလူနေထိုင်ရာနေရာတွေကိုဇက်တိုက်တိုက်ခိုက်နေမယ်ဆိုရင် အစ္စရေးကအီရန်ရဲ့စီးပွားရေးကိုတိုက်ခိုက်တော့မယ်ဆိုတာကိုအစ္စရေးကပြောချင်တာပါအီရန်စီးပွားရေးကရေနံပေါ်မှာလုံးဝနှီးပါမှီခိုးနေရပြီး သူတို့တင်ပို့တဲ့ရေနံရဲ့80%ခန့်နှီးပါကိုတရုတ်စီတင်ပို့နေတာကြောင့်စီးပွားရေးအရာအထိနာနိုင်ပါတယ်ဒီလိုပဋိပက္ခတွေကြောင့် Tel Aviv မြို့ပြ area ကလူပေါင်းတသန်းနှီးပါကိုဘုံခိုခြင်းတွေစီပို့ဆောင်ခဲ့ရပါတယ်အီရန်ရဲ့ ballistic ဒုံးကျည်65စင်းဟာအစ္စရေးရဲ့ကောင်းကင် လေကာစနစ်ကိုဖျက်ချော်ခဲ့ပြီး၁၂ဦးသေဆုံးက၅စင်းမြေပြင်ပေါ်ကိုထိမှန်ခဲ့ပါတယ် ဲ့ဒီတဲကတစင်းကတော့ Tel Aviv ရဲ့ Lebo Hotel ကိုကြာရောက်ခဲ့တာပါဒုံးကြီးပောက်ခွဲပြီးမိနစ်ပိုင်းကြာမှာသတင်းတောက်တွေရောက်ရှိခဲ့ပြီးအသက်ရှင်ကျန်ရစ်သူတွေနဲ့စကားပြောဆိုခဲ့ပါတယ်အသက်ရှင်ကျန်ရစ်သူတို့ကဒုံးကြီးရောက်လာချိန်မှာအဆောက်အုံရဲ့လေကတဲ့မှာရှိနေခဲ့ပြီးပောက်ခွဲမှုကအရန်ကြီးတယ်လို့ပြောပါတယ်သူမျက်နှာရှိမှာပောက်ခွဲမှုတစ်ခုကိုမြင်လိုက်ရတယ်လို့လည်းဆိုပါတယ်အစ္စရေးကတော့အီရန်ကိုဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီးမနေ့ညကအနည်းဆုံးထောက်လန်းရေးအကြီးအကဲတအုပ်နဲ့သူ့ရဲ့ဒုတိယအကြီးအကဲကိုတတ်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ် IDF ကတော့အီရန်ကအစ္စရေးမျိုးတွေကိုတိုက်ခိုက်ဖို့အသုံးပြုတဲ့ ballistic ဒုံးကြီးပစ်လို့ဆက်တွေရဲ့သုံးပုံတပုံကိုဖယ်ရှားနိုင်ခဲ့ပြီလို့ Fox News ကိုပြောကြားခဲ့ပါတယ်။သူတို့ဟာအခုအီရန်မျိုးတော်တီဟီရန်မှာလဲလေကြောင်းဆူမိုးနိုင်ခဲ့ပြီလို့လည်းဆိုပါတယ်။ဒီညမှာတော့တမရာထရန့်စီကနေအီရန်မှာနျူကလ িয়ার လက်နက်မရှိနိုင်ဘူးလို့ရှင်းရှင်းလင်းလင်းပြောကြားချက်တခုကိုလည်းရရှိခဲ့ပါတယ်။ဒါ့အပြင်လူတိုင်းကိုတီဟီရန်ကနေချက်ချင်းရွှေ့ပြောင်းဖို့တောင်းဆိုခဲ့ပါတယ်။ဒီသတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာပဲ တင်းမာမှုရှော့ချရေးနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့သတင်းတစ်ခုလည်းထွက်ပေါ်လာပါတယ်။ Trump က American တာဝန်သူဦးကိုဒီတစ်ပတ်မှာဆေးလွှတ်မယ်လို့ဆိုပါတယ်။ဒီလိုအခြေအနေတွေဖြစ်နေပြီးဆိုတာကိုသိနိုင်တဲ့အချက်ကတော့အင်ဖြူရွန်နဲ့ပင်ဒဂွန်နာကပီဇာဆိုင်တွေရဲ့အသွားလာပါပဲ။ပုံမှန်ထက်ပိုပြီးလှုပ်ရှားတာတွေရှိနေတာကိုမြင်ရတဲ့အတွက်တခုခုဖြစ်နေပြီးလို့လူတွေကခံမှန်းကြပါတယ်။လွန်ခဲ့တဲ့လနိုင်ငံကဟူသီတွေကိုတိုက်ခိုက်ခဲ့တဲ့အချိန်တုန်းကလည်းဒီလိုမျိုးပီဇာဆိုင်မှာပုံမှန်ထက်ပိုပြီးလှုပ်ရှားမှုတွေရှိနေရှိခဲ့ပူပါတယ်။ ဒီညည9:00နာရီအထိပင်ဒဂွန်နားကဒိုမီနိုစ်ဆိုင်နှဆိုင်လုံးမှာအသွားအလာများပြားလာခဲ့တာကိုလည်းတွေ့ရပါဗျ။နောက်ထပ်ရေးကြည့်တဲ့ချက်ကတော့တရုတ်ရဲ့ပါဝင်ပတ်သက်မှုပါ။အီရန်ရင်းနှံရဲ့90ရာခိုင်နှုန်းဒါမှမဟုတ်80ရာခိုင်နှုန်းလောက်ကတရုတ်စီသွားတာပါ။အီရန်ရင်းနှံကိုဈေးကွက်ကနေဖယ်ရှားလိုက်ရင်တရုတ်ကစွန့်ရင်အကျပ်တဲကြုံရနိုင်ပါတယ်။ဒါပေမဲ့အီရန်ကဟော်မုစ်ရေလက်ကြောင်းကိုတိုက်ခိုက်မယ်ဆိုရင်ဒါကသူတို့စီးပွားရေးအတွက်အရေးပါတဲ့ကုန်သွယ်မှုလမ်းကြောင်းကိုပိတ်ဆို့ရာရောက်မှာဖြစ်လို့ မိမိခြေထောက်ပေါ်တန်ရည်ပူနဲ့လောင်းရရောက်နိုင်မယ်လို့လည်းမှတ်ချက်ပြုထားပါတယ်။ဒီလိုအခြေအနေတွေကကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စိတ်ဝင်စားမှုကိုဆက်လက်ဆွဲဆောင်နေပြီးဒေတာရင်းပဋိပက္ခဟာကမ္ဘာလုံးဆိုင်ရာအကျိုးဆက်တွေကိုဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံရဲ့ပအဝင်ပတ်သက်မှုကိုဆွေးနွေးထားပါတယ်။တရုတ်ကကိစ္စအကြီးကြီးတစ်ခုခုတော့ဖြစ်လာမယ်လို့မျှော်လင့်ထားပုံရပါတယ်။ဒါကြောင့်တရုတ်နိုင်ငံသားတွေကိုအစ္စရေးကနေထွက်ခွာဖို့သတိပေးခဲ့ပြီးတရုတ်နိုင်ငံပိုင်းမီဒီယာတွေဟာ ဒီပြိပခစတင်ကလေးကပထမဆုံးအကြိမ်ဖြစ်အစ္စရေးကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။တရုတ်နိုင်ငံဟာအီရန်အတွက်လက်ရှိအချိန်မှာတဦးရီသောမဟာမိတ်ဖြစ်ပုံရပါတယ်။ရုရှားကတော့အီရန်ကိုကူညီဖို့ဘာမှမလုပ်လှုံ့ဆော်တာမတွေ့ရပဲအာချောင်ပြီးတော့ကြီးညာချက်တွေပဲထုတ်ပြန်နေပါတယ်။သူတို့လည်းယူကရိန်းကြောင့်ဝစ်ပြားနေတဲ့အချိန်မှာအစ္စရေးလက်စာသာထပ်မီရင်ခေါင်းတော်ဖော်နိုင်တော့မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့အီရန်ကရုရှားကိုယူကရိန်းစစ်ပွဲမှာဒရုန်းတွေဒုံးကျည်တွေပံ့ပိုးပေးပြီးအများကြီးကူညီခဲ့တာကိုသတိရရပါမယ်။ တရုတ်ကတော့တကယ်ကိုကူညီနေပုံရပါတယ်တရုတ်ကုန်တင်လေယာဉ်နှစ်ဆင်းဟာအီရန်လေပိုင်းတစ်ထိပ်ကိုဝင်ရောက်ချိန်မှာခြေရာကန်စနစ်ကိုပိတ်ပြီးရေဒီယိုဆက်သွယ်လုံးဝမရှိဘဲဆင်းသက်သွားခဲ့ပါတယ်ဒါဟာလျှို့ဝှက်စစ်စင်ရေးဒါမှမဟုတ်စစ်ရေးပစ္စည်းတွေလေကြောင်းကာဝေးရေးစနစ်တွေတည်ဆောင်လာတာဖြစ်နိုင်တယ်လို့သုံးသက်သူတွေကထင်မြင်ကြပါတယ်ဒီနေရာမှာပြောကြခဲ့တဲ့ F35 တိုက်လေနေရဲ့စွမ်းဆောင်ရည်ကတော့အထူးစိတ်ဝင်စားစရာပါပဲ F35 တွေဟာအီရန်နိုင်ငံမှာရှိတဲ့ ရုရှားထုတ်ခင်မီလေကြောင်းကာဝေးစနစ်တွေကိုတော့လွတ်အောင်ရှောင်ပြီးဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာဒီဂျက်လေယာဉ်တွေမှာထည့်သွင်းထားတဲ့ street နီးပညာကြောင့်ပါ။ street နီးပညာဆိုတာရေဒါတွေနဲ့လေဆာတွေရဲ့ဖမ်းယူမှုကိုရှောင်လွှဲနိုင်အောင်ဒီဇိုင်းထုတ်ထားတဲ့နီးပညာဖြစ်ပါတယ်။ဒါကြောင့် F35 တွေဟာရန်သူရဲ့လေကြောင်းကာဝေးစနစ်တွေကနေမမြင်နိုင်မဖမ်းနိုင်ပဲဝင်ရောက်တိုက်ခိုက်နိုင်တာကိုပြသလိုက်တာဖြစ်ပါတယ်။ဒါဟာ DF35 ဂျက်လီယွန်ရဲ့တန်ဖိုးနဲ့စွမ်းဆောင်ရည်ကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ ဈေးကြီးပေမဲ့လည်း F35 တွေဟာအကောင်းဆုံးဖြစ်ပြီး Israel ကိုကာဝယ်ပေးနေတဲ့ Tat လေကြောင်းကာဝယ်ရေးစနစ်လိုမျိုးပဲကုန်ကျစရိတ်များပေမဲ့အလွန်ထိရောက်တယ်လို့နှိုင်းယှဉ်ပြထားပါဗျ။ပြောချင်တာကတော့ F35 တွေရဲ့မမြင်နိုင်တဲ့စွမ်းရည် Stick Capability ကြောင့် Iran ရဲ့အဆင့်မြင့်ရုရှားလေကြောင်းကာဝယ်ရေးစနစ်တွေကိုတော့အလွယ်တကူကျော်လွှားပြီးတိုက်ခိုက်နိုင်ကြတာကိုဆိုလိုတာဖြစ်ပါတယ်။ဒါကဈေးကြီးပေးရပေမဲ့ဒီလိုအဆင့်မြင့်စစ်လက်နက်တွေရဲ့တန်ဖိုးကိုပိုပြီးထင်ရှားစေပါတယ်။နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းကတော့ အင်ဖြူရောကအီရန်နဲ့တွဲဆုံဆွေးနွေးဖို့ဖြစ်နိုင်ခြေကိုရှာဖွေနေတယ်ဆိုတဲ့သတင်းပါအမေရိကန်အရှေ့အလယ်ပိုင်းဆိုင်ရာအထူးကိုယ်တည်းစတီဗ်ဝက်ကိုနဲ့အီရန်နိုင်ငံသား၏ဝန်ကြီးတို့ဒီပတ်ထဲမှာတွဲဆုံဖို့ဆွေးနွေးနေတာပါဒီတွဲဆုံမှုကနျူကလ িয়ার သဘောတူညီချက်နဲ့အစ္စရေးအီရန်စစ်ပွဲကိုအဆုံးသတ်ဖို့တန်တမန်ရေးရာကိစ္စရပ်တွေကိုဆွေးနွေးဖို့ဖြစ်ပါတယ်ဒီတွဲဆုံမှုဟာအမေရိကန်ကအီရန်နဲ့စစ်ပွဲမှာပါဝင်မလားဆိုတဲ့မေးခွန်းအတွက်အရေးပါတဲ့အချိုးအကွေ့ဖြစ်နိုင်တယ်လို့အရာရှိတွေကပြောကြားပါတယ် အမေရိကန်ကအီရန်ရဲ့ဖော်ဒိုယူရေနီယံစက်ရုံကိုဖျက်ဆီးဖို့အတွက်နေအောက်ကြုံဘုံးတွေကိုအသုံးပြုဖို့စဉ်းစားနေကြပါတယ်။ဖော်ဒိုစက်ရုံဟာအီရန်မှာရှိတဲ့အရေးကြီးတဲ့နျူကလ িয়ার စက်ရုံတစ်ခုဖြစ်ပြီးတောင်တွေအောက်မြေအောက်ပေ300မီတာ90နက်နက်ဆိုင်ဆိုင်တိဆောက်ထားတာကြောင့်တာမန်တိုက်ခိုက်မှုတွေနဲ့ဖျက်ဆီးဖို့မလွယ်ပါဘူး။အစ္စရေးမှာဒီလိုနေရာမျိုးကိုဖောက်ထွင်းတိုက်ခိုက်နိုင်တဲ့ဘုံးတွေမရှိပေမဲ့အမေရိကန်မှာတော့အလွန်ကြီးမားပြီးအစွမ်းထက်တဲ့မြေအောက်ကြုံဘုံးတွေရှိပါတယ်။ဒါကြောင့်အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုရပ်တန့်ဖို့အတွက်စစ်ရေးအရလိုအပ်လာခဲ့ရင် အမေရိကန်ကသူတို့ရဲ့ဒီအထူးဘုံးတွေကိုအသုံးပြုပြီးဖော်ဒိုးစက်ရုံကိုတိုက်ခိုက်လိမ့်မယ်လို့ခန့်မှန်းနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အစ္စရေးကတော့ဒီဆွေးနွေးပွဲကိုသဘောမတူနိုင်ဘူးလို့ယူဆရပါတယ်။အစ္စရေးမှာလေပိုင်နဲ့ထိန်းချုပ်ခွင့်ရှိပြီးအီရန်ကိုစစ်ရေးအသာစီးရနေတဲ့အတွက်သဘောတူညီမှုရယူရမယ့်အစားအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုလုံးဝဖျက်ဆီးပစ်ချင်ပုံရပါတယ်။ဒီနေ့ဆွေးနွေးခဲ့တဲ့အစ္စရေးအီရန်ပြည်ပခနဲ့အမေရိကန်ရဲ့ပါဝင်ပတ်သက်မှုတွေက ကဘာကြီးရဲ့ရှုပ်ထွေးတဲ့နိုင်ငံရေးပကြီကားချက်တစ်ချက်ကိုရှင်းရှင်းလင်းလင်းပုံဖော်ပြနေပါတယ်။နျူကလ িয়ার လက်နက်ကိစ္စဒုံးကျည်တိုက်ခိုက်မှုတွေနဲ့စီးပွားရေးပြစ်မှတ်ထားမှုတွေဟာဒေတာရင်းတင်းမာမှုတွေကိုဘလို့မြင့်တက်စေသလဲနိုင်ငံတကာဆက်ဆံရေးကိုဘလို့မျိုးအကျိုးသက်ရောက်စေသလဲဆိုတာကိုလည်းမြင်တွေ့ရပါတယ်။တမရာထရန့်လိုကဘာကောင်းဆောင်တဦးရဲ့စကားတခွန်းလောက်ရက်တစ်ခုဟာဘလောက်ထိလွှမ်းမိုးမှုရှိသလဲဆိုတာကိုလည်းသတိပြုမိကြမှာပါ။ဒီလိုရှုပ်ထွေးပယ်လိတဲ့အခြေအနေတွေဟာ ကဘာကြီးရဲ့ငြိမ်းချမ်းရေးအတွက်ဘလို့အကျိုးဆက်တွေဖြစ်ပေါ်လာမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်